မကြသိမိကဖြစ်ပွားခဲ့တဲ့တဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေကြောင့်ပုဂ္ဂလိကကဏအနေနဲ့အယံဆန်စတင်ထားရှိဖို့အစီအစဉ်နေပါတယ်။ဥအကာကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပြန်ဆောင်ကိုအရှင်ကအစိုးရဖွဲ့ရဲ့အစီအစဉ်နဲ့သာထားရှိခဲ့ပြီးဒီနှစ်မှာတော့ရာသီဥတုအခြေအနေကြောင့်ပုဂ္ဂလိကကပါထားရှိဖို့စီစဉ်နေတာပါဒီအစီအစဉ်ရအရန်ဆန်အေး9000ကနေတသိန်းကိုထားရှိသွားမှာဖြစ်ပါတယ်ဟိုတိုင်းပြည်မှာဘာလို့ပြောလို့ emergency reserve ထားရှိဖို့ဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့အနေနဲ့ emergency reserve ကို ကျွန်တော်တို့ပုဂ္ဂလိကအခန့်ခန္ဓာနေပြီးတော့ဥပ္ပရာယီမရှိတဲ့လမ်းညွှန်မှုနဲ့ကျွန်တော်တို့ဒါဓမ္မစစ်ဆောင်ဗန်းနေပြီးတော့ပူညီထောက်ခံပေးတဲ့အနေအထားနဲ့ကျွန်တော်တို့ဒါကျွန်တော်တို့ပုဂ္ဂလိကအစီအစဉ်နဲ့ကျွန်တော်တို့အယံဆန်ဟိုဆန်အိတ်ကြီးကျွန်တော်တို့၅000ဝန်းနေတသိန်းလောက်ကြီးစထားဖို့ကျွန်တော်တို့လုပ်နေပါပြီ။ဒီအရကိုဆက်ပြီးတော့တို့ချက်ဆောင်ရွက်ဖို့အတွက်လည်းစီးပွားရေးနဲ့ပူတန်းရောင်းရေးဝန်ကြီးဌာနနဲ့ ညီတိုင်းဆောင်ရွက်နေပါတယ်ဒါမှလည်းကျွန်တော်တို့ food security concern စီကျွန်တော်တို့ shop စီ set မဖြစ်တော့ပဲねကျွန်တော်တို့ဈေးနှုန်းနဲ့ဈေးွက်ကိုကျွန်တော်တို့ဒါဘာပဲပြောပြောတင်းကျအောင်ဆောင်ရွက်နိုင်မယ့်အခြေအားဖြစ်ပါတယ်ဒါအပြင်နိုင်ငံတော်အရေးအဆန်အနေနဲ့လည်းလာမယ့်ဒီဇင်ဘာလအထိလုံလောက်မှုရှိတယ်လို့သိရပါတယ်ဒီရင်းအရေးအဆန်အနေနဲ့ကတော့ဝန်တာဆိုတာနေနေပြောရင်တော့သူကလက်ရှိတော့တက်မလို့ရတယ်ဥပမာရအောင် MC လို့เนาะဒီတန်းမှာတော့ကျွန်တော်တို့ဝယ်ယူထားတဲ့ဆန်တော်ရှိရတော့ကျွန်တော်ပြောပါမယ် ကျွန်တော်ပုံရိယကဏ္ဍ MRF မြန်မာစာမသိန်းရုပ်နေနေတာကျွန်တော်အရန်စံဝယ်ရွက်စီမရှိတော့ဘူးအခုတော့လေကျွန်တော်နေတဲ့နိုင်ငံကအရန်စံထားမဲ့စီစဉ်နေတော့စီစဉ်ဆောင်ရွက်နေတဲ့နေတာရှိပါတယ်ဒါလို့လေနိုင်ငံတော်မှာတော့လေတင်ရေအရန်စံလုံလောက်မှုရှိရဲဒါပေမဲ့ဒီဇင်ဘာလကုန်နေ့ကျွန်တော်အနေနဲ့ဟိုလုံလောက်ရှိရဲဆိုပြီးမှပြောင်းလို့ဝင်ကြီးကပြောကြတာတွေ့ပါတယ်သူပြောရတော့တန်ကြီး၄သိန်းကျော်၅သိန်းတော့ဟိုရှိရဲတော့ ်မြချာမီလာနိုင်ငံအတွင်းမှာလည်းစဘာတစ်ပေါ်လာမှာဖြစ်တဲ့အတွက်လက်ရှိအနေအထားအရဆန်လုံလောက်မှုရှိတယ်လို့မြန်မာနိုင်ငံဆန်စဘာတင်းကျုပ်ကသုံးသပ်ထားပါတယ်နိုင်ငံတော်အရေးဆန်ကိုအစိုးရအဖွဲ့အနေနဲ့နှစ်စဉ်တန်ချိန်သိမ်းချီထားရှိထားပါတယ်ကျွန်တော်အာကာပါ